budget ဖုန်းတစ်ခုမှာသုံးရတာကလို့ဈေးပေါ့မနေဘူးတကယ်စမှုဖြစ်တယ်အခုချိန်သုံးသိန်းနဲ့ဖုန်းတစ်ကင်မယ်ဆိုရင် poco လဲကျွန်တော်ရထည့်ပြီးတော့စဉ်းစားလို့ရနေပြီနမရ C71 ပေါ့နော် Xiaomi ရဲ့ brand ခွဲဖြစ်တဲ့ကြောင့်မို့ကျွန်တော်ရ P2P ဘာညာဘာမှလုံးဝစဉ်းစားကြရမလို့အဆုံးနေကြရပါဘူးဆိုဇီယိုရင်ပြောမယ် RAM 364နှစ်သိန်း9900ပဲရှိမယ် ် Rank 4 One Tree ကို3,3900မှာရှိမှာအရင်ဆုံးဒီမှာသတိထားမိရတော့ဒီဇိုင်းပေါ့နော် Poco X7 Pro နဲ့တော်တော်လေးနှိစက်တယ်ပြောလို့ရတယ်အရောင်က Black Gold Blue ဆိုပြီးတော့၃အောင်လာတယ်ကျောင်းလက်ထဲက blue ကတော့လုံးဝထူးထုံနဲ့အဲထူးထုံဆိုနေပေမဲ့လို့ pattern ကလုံးဝတိတိဆိုင်ရင်ကွဲညာမဟုတ်ဘူးအကုန်လုံးကတပြေးညီပဲ camera ring ကိုဒီမှာရွှေရောင်ပတ်ပေးထားတော့တော်တော်ကြီးအထာကြရလို့ပြောလို့ရတယ်ပုံမှန်သာဆိုရင်အပြာနဲ့ရွှေနဲ့ကလိုက်ပါမလားဆိုတော့ကျွန်တော်ခဏခဏစဉ်းစားရမှာပေါ့နော် ဒါလည်းအဲ့လောက်ထိအရန်အပြာမဆန်နေဘူးလားပေါ့နော် anyway personally ကတော့ကျွန်တော် black ကိုပို့ပြီးတော့သဘောကျတယ်အဖုန်းပေါ်ကြီးကတော့လုံးဝ flat 8.3 mm အထူနဲ့193 gram လောက်ပဲလေးမှာ တော်တော်ပေါ့တယ်လုံးဝလည်းခင်းတော့မကြအောင်လို့ IP52 လောက်ထိတော့3 certified ဖြစ်တာတယ်ပေါ့နော်အဲဖုန်းအောက်မှာ type c နဲ့ headphone jack လေးတစ်ခုပါလာမယ်ထူးဆန်းတာ speaker box ကိုဖုန်းရဲ့ဒီအပေါ်နားလေးမှာတွားပြီးထည့်ပေးထားတာ anyway single speaker ဖြစ်တယ် headphone jack ပါတဲ့အတွက်ကြောင့်မလို့မပါတဲ့ကောင်တွေထက်တော့အများကြီးပုံပြီးတော့အသုံးဝင်တယ်ဗျာဒီလားကျွန်တော်တို့ video ကိုငကြက်နဲ့ကြည့်လို့ရမယ့်အချိန်မျိုးတွေ game ကိုငကြက်နဲ့မှဆော့လို့ရမယ့်အချိန်မျိုးတွေဆိုတော့တသက်ရှိပြီးသား哦 display size က6.8 inches အဲ့ဒါမှာ 120Hz LCD panel နဲ့လာမှာ brightness ကိုအမြင့်ဆုံး600လောက်ကြီးရမယ်သူ့ဈေးပတ်ဝန်းကျင်မှာတော့ဒီကောင်ကတကယ်ကိုစက်ပိုင်းဆိုင်ဆိုတာ size ကြီးရတယ်မှာပါတယ် 120Hz အမှတ်ပြပြလို့ရတယ်ပြီးတော့ budget phone တစ်ခုမှာ300တာကဟိုဈေးပေါ့မနေဘူးတကယ် smooth ဖြစ်တယ်။ကင်ရတဲ့ experience ကိုပုံစံကတကယ်ဒီဈေးပတ်ချလဲရဖုန်းလို့တော့မထင်ရအောင်။ TUV မှာလည်း blue light နဲတာတွေ flicker မထတာတွေအဲ့ဒါတွေ certified ဖြစ်ထားတဲ့ display ကျော်ရီ ညာဘက်ဖုန်းတုံးတယ်ဘာညာဆိုရင်တော့မျက်လုံးထိမှာမပူရတော့ဘူးပေါ့နော် brightness ကဒီကောင်ကအမြင့်ဆုံးမြင်ရလားအိုက်ကောဘာညာတန်းအဲ့ဆိုနည်းနည်းလေး display ကထင်ထားတယ်ပိုကောင်းတယ် performance ဆိုရင်ဒီ poco c71 မှာ unix soc outer core processor ကျွန်တော် daily use အတွက်ကိုလုံလောက်တဲ့ကောင်မျိုးလေးပေါ့နော် game အသေးလေးတွေ fancy game တွေအပြင်းပြင်းဆော့မယ်ဆိုရင် okay တယ် game အကြီးကြီးတွေတော့ အမပေးဘူးဆိုချင်တပတ်ဆိုရင်တော့မကျော်ရီတော်တော်လေး setting ကို short ဆော့ပါ PUBG Free Fire anything တော် setting ကိုလုံးဝ short ဆော့လိုက်မယ်ဆိုရင်တော့လောလောလတ်အနေထားမှာတော့ဆော့လို့ရတယ် ဒီဈေးမှာဒီလောက်ရရအောင်ကျွန်တော်တို့အခြေအနေကောင်းတယ်လို့ပြောလို့ရတယ်။ battery ကတော့ငါတို့နေရာမီဒီ app ပေါ်ပါလာတယ်။အပြန်တွေ့မယ်ဆို15 watt literally တော့ကြာတာပေါ့။ဒါပေမဲ့သုံးရတဲ့ usage ကျွန်တော်ထင်တာကအများကြီးများတယ်။သုံးထားတဲ့ display SOC အဲ့ဒါကြောင့်လည်းပါမှာပေါ့။ power hungry မဖြစ်ဘူး။တကယ် battery ခံတဲ့ကောင်ကြီးနောက်တစ်ချက်သတိထားမိရဒီကောင်ရဲ့ UI မှာ Poco ကထုတ်တာဆိုပေမဲ့လို့ stock Android နဲ့ကိုတွားပြီးတော့စင်နေရပါဘောเนาะ setting နဲ့ theme color change ညာရဲ stock Android ပုံစံပဲလုံးဝ click လို့ရနေရ maybe user တချို့ရဲ့ feedback ကြောင့်ပြောင်းပေးလိုက်တာလား anyway တချို့ချို့တော့ user တွေဒါတော့တကယ်သဘောကျလိမ့်မယ်ကောင်းပြောကိုရီတောင်သဘောကြရပါတော့ version က android 15ပဲကျွန်တော်တို့ရှာကြည့်ရတဲ့လို software update နှစ်နှစ်ရမယ်လို့ပြောတယ် global ဆိုတော့ကျွန်တော် google play service ဘာမှစိတ်ပူကြမလို့ camera ကတော့ budget ဆိုတဲ့အတိုင်းပဲ main lens က32 megapixel ပါလာမယ် selfie က8 megapixel ပေါ့နော်ဆိုတော့8 megapixel လေးကိုကျွန်တော်တို့နည်းနည်းလေးစမ်းကြည့်ရပါတော့အာ ီတီအိတ်မီကပစဲဒီတီအတိုင်းပဲဆက်ဗီအလင်းဝင်တာအဆင်ပြေတယ်ဒါပေမဲ့ယာတချို့တချို့တော့ဒီ background တွေမှာတော့အလစ်တဲအားနေမယ်ဆိုတော့ indoor ချမ်းမှာရိုက်လို့တိတ်ပြီးတော့ကျွန်တော်အားမပေးဘူးဒါပေမဲ့ outdoor ပုံတွေကတော့ကျွန်တော်အခုရိုက်ရသလားအဆင်ပြေဗျာနောက်တစ်ခါဒီ time ရဲ့ချက်တွေဆိုရင် side mounted finger ring လေးပါလာတယ်ဗောနော်အဲ့ဒါမှမှကျွန်တော်မျက်နှာနဲ့ဖွင့်လို့ရတဲ့ face sensor လည်းပါမယ် selfie camera နေပဲတစ်ရက်အဲ့လိုလို့မှာ storage ထပ်ပြီးတော့လိုချင်တပားဆိုရင် SC ကထပ်ပြီးတော့တီးတန့်ကိုထပ်ဆိုင်လို့ရနေမှာဆိုတော့သုံးသိန်းဝင်ကျင် Poco C71 official ဝင်လာတယ်ဘလို့လဲကျွန်တော်မြန်ပြောမှာဆိုတော့မစိုးဘူးဗျာဒီဒီဇိုင်းကတော်တော်လေးကို clean ဖြစ်ပြီးတော့တော်တော်ကိုအထာကျတဲ့ဒီဇိုင်းလို့ပြောလို့ရတယ်ဒီဈေးနဲ့ 120Hz ရတာတော့ battery life တော့ Android 15နဲ့3ရတာတော့ come on ဒီဈေးနဲ့ဒီလောက်ရတာကကျွန်တော်ထင်တော့ budget phone ဗျာ budget phone တစ်လုံးနေနေဆိုရင်တော့ Poco C71 ကျွန်တော်တော့ okay တယ် ဒီ green flag လေးပေါ့เนาะဆိုတော့မီးစိမ်းပြလိုက်ပါပြီကြည့်နေတဲ့သူတွေအနေနဲ့ရောဒီ Poco C71 ဘယ်လိုမြင်လဲဝယ်တင်လားမဝယ်တင်လားအောက်က comment မှာတစ်ချက်လောက်မှတ်ငတ်ပေးပါကျွန်တော်ကျော်ဖြစ်ပါတယ်အားလုံး host ပါ